ော့ DNA တွေကလည်းပဲသူတို့ကိုပဲလွှဲမှာလားစက္ကစားကိုပဲစောင့်ပြီးတော့လွှဲမှာလား DNA တွေနဲ့သူတို့ဒီကမန်လေး PDF လို့မန်လေးဘက်ကပါတို့လို့အဲ့လိုတက်တည်နေရောဘလို့ရှင်းရမှာလဲဒီနေ့အဖြစ် NUG ကိုလည်းစတင်တာပဲ NUG ကဒီတစ်ခါအကြီးအကျယ်ဆုံးစတင်ခံရမှာပဲလေတိုင်းမတိုင်း wait for no man ဆိုအချိန်နဲ့ဒီရည်ဒီလိုမဆောင်ဆိုဒုက္ခတွေကအရင်နောက်ကြတယ်ဗျာသူဝင်နေတာလေအဲ့ဒါလေးကြောင့်မလို့အချိန်ကြီးအများကြီးကုန်သွားတယ်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့စစ်ကော်မရှင်တပ်နဲ့ DNA အပြည့်ရလိုက်ပြီးမှုရှမ်းမြောက်က UNG ရဲ့အခန်းကဏ္ဍဘလို့တွေဖြစ်သွားနိုင်မလဲဆရာဦးကြီးမြင့်အထူးတုံ့သက်ချက်ကိုတင်ဆက်ပေးလိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံ့သက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဆရာဦးကြီးမြင့်ခင်ဗျာကျွန်တော်တို့ DNA တအောင်ဖွင့်နေဒီစစ်ကော်မရှင်တို့ကြားမှာပေါ့နော်ဟိုအပြည့်ရရေးသဘောတူညီချက်ပြီးခဲ့တဲ့ဂျပန်ကသူတို့တရုတ်ကဂျာဝင်မှုနဲ့ကုမင်းမှာလက်မှတ်ရေးထိုးလိုက်ပြီလို့သိရပါတယ်ဂျာဝင်လက်တရားနယ်လေးကတရားဝင်ကြီးညာပါတယ်သူတို့ကြီးညာချက်ထွက်တယ် ဆိုအဲ့ဒီမှာကအပြစ်ရက်ပင်မဲ့လို့ဒီမိုးကုန်းနဲ့မိုးမိတ်ကိုပေါ့နော်ဒီစစ်ကောမရှင်ကိုပြန်ပြီးတော့သူတို့လွှတ်ပြောင်းပေးရမယ်အဲ့ဒီလိုလဲပါပါတယ်အဲအဲ့တော့အခုကစပြီး29ရက်နေ့ကစပြီးတော့တစ်ဖက်နဲ့တစ်ဖက်လုံးဝမပြရတော့ဘူးစစ်ကောမရှင်ကလည်းဘုံကျဲတာလက်နက်ကြီးရဲ့ဖြစ်တာတွေလုံးဝမလုပ်ရတော့ဘူးအဲ့လိုမျိုးတွေ့ရပါတယ်အဲ့တော့အဓိကတော့မိုးကုန်းနဲ့မိုးမိတ်ကိုပြန်ပေးလိုက်ရတာတော့ဒါတော်တော်လေးပြောကြဆိုကြတဲ့တည်င်းဖြစ်တာပေါ့ဒါနဲ့ပတ်သက်ပြီးဆရာဗာရီများဟိုကြားသိထားလဲပြဒီအတိုင်းဝိုင်းကြားမှာပေါ့နော်ဟိုစစ်ဖက်ဆိုင်ရာအတိုင်းဝိုင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်လူမှုဘဝမှာပဲဖြစ်ဖြစ်နိုင်ငံရေးအတိုင်းဝိုင်းမှာဖြစ်ဖြစ် ဘယ်လိုမျိုးကြားသိရလဲဆရာအဲ့ဒါအရင်ဆုံးဆရာသိသမျှနည်းနည်းပြောပြပေးပါကျွန်တော်အချုပ်ပြောရရင်တော့ NUG အထက်ပိုင်းပေါ့ဗျာအထက်ပိုင်းမှတပါပေါ့ NUG အထက်ပိုင်းတပါမပြောဘူးနော်အဲ့အထက်ပိုင်းမှတပါအားလုံးနေပဲဆုံးစစ်ဖက်နေပဲအရက်ဖက်အားလုံးကတော့စိတ်မကောင်းဖြစ်ကြတယ်စိတ်ထိခိုက်ကြတယ်ဒီပေါ်မှာပေါ့အဲ့လိုစပြောချင်ပါတယ်ဆိုအခုလောလောဆယ်ဘာကြောင့်လို့ထင်လဲအခုတတိသဘောထားမထွက်သေးတာဆရာဟိုသူတို့ policy မှာကိုအလေးနဲ့မရှိပါဘူးဒီမှာမှတည်းပတ်သက်လာတယ် အလင်းနဲ့ရှိတယ်လို့နှုတ်နဲ့အမူအရာ ပြောကောင်းပြောသားလည်းပဲစိတ်ထဲမှာတော့တကယ်မရှိဘူးဆိုတာဒီနေရာမှာထင်ရှားတာပေါ့။ဘာဖြစ်လို့ဒီလိုပြောရတာလဲဆိုတဲ့အခါကျတော့တို့အစတွေကအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ချလိုက်တာပါကီးဘုတ်စီကိုတို့ပဲယူရတယ်။ NLD တွေပဲယူရတယ်။နောက်တစ်ခါဒီကြားထဲမှာလည်းပဲ KI တို့ဖွဲ့မျိုးကြီးတွေကထွက်သွားတယ်ပေါ့နော်။ NUPC တွေကတော့ရခိုင်ကလည်းတို့နဲ့ပတ်သက်မှာမဖြစ်သဘောထားတယ်။ TLN တွေတို့ MND တွေတို့လား KI တို့ကအားလုံးကမာမေးဖြစ်သဘောထားတယ်။တို့တို့ကို လက်တွဲပေါ်လက်တွဲပဲအတိနဲ့ပေါ်တဲ့သဘောမထားဘူးသူတို့ကလည်းပဲသူတို့ရဲ့မူဟောင်းကြီးပေါ့ဗျာငါတို့ကငါအောင်ပဲငါကနေအပေါ်ကနေစီမံခန့်ခွဲမယ်ဆိုရဟာကြီးကအသေးဆိုးနေတယ်သူတို့ကနောက်တစ်ချက်ကလည်းဒေါစုနဲ့ဥမင်းမပါပဲနဲ့ NLD လူကြီးတွေမစုံမဲနဲ့ဘာဆုံးဖြတ်ချက်မှမချနိုင်ဘူးဆိုတာကြီးကအတိလင်းပြောထားတော့အဲသူတို့ကဒါနဲ့ပတ်သက်လို့ဟလာဖိနေမြေတွေဆိုပြီးဝင်ပြီးတော့ကြွားလုံးထုတ်တယ်ပေါ့ဗျာဒီသေးကြီးညာပြီးရဲ့နောက် ရန်သူဘက်ကဘလောက်ကြဆုံသွားပြီဆိုတာဒီသေးကဘယ်တော့မှတိုက်ခဲ့လို့လဲဗျာအဲ့လူတွေပေါ့ဗျာအကျွားလုံးထုတ်တဲ့နေရာတွေမှာအဲ့ဒီလူတွေပဲသူတို့တာယာနေတယ်အခုဗမောမှာတန့်နေတယ်ဗမောတိုက်ပွဲကြီးတန့်နေတယ်အေရကျောက်ပြူတိုက်ပွဲကြီးတန့်တယ်စစ်တွေတိုက်ပွဲကြီးတန့်နေတယ်အဲ့တော့ကအခုကြရားမှာလည်းပဲမြို့နယ်တွေအများကြီးဆုံးရှုံးတာတွေရှိတယ်အဲ့ဒီနယ်ပတ်သက်လို့သဘောထားဘူးပြအောင်ခုလည်းပဲ TNL ကဒီလိုမိုးကုန်းနဲ့မိုးမိတ်ကိုပြန်ပေးလိုက်တယ်ဆိုတဲ့ကိစ္စမျိုးတွေလာနောင်ချိုတီဘောကြောက်မဲပြန်ပေးလိုက်တဲ့ကိစ္စတွေပေါ့ပါ ဒီထိပ်ပိုင်းကတော့ဘာမှစိတ်ထိခိုက်တဲ့သဘောထားမှုပြအောင်။အဲ့ဒီအတွက်လည်းပဲသူတို့ဘူးဒေါ်လာကြီးမှနေနာဆုံးရှုံးသွားတယ်လို့လည်းသူတို့မခံယူဘူး။အရှိတမြလေးပုံမှာပဲငါတို့တင်ထားတယ်ငါတို့တင်ထားပဲလုပ်နေတယ်။အဲ့ဒါပဲမြင်ရတယ်ဗျာ။နော်။ဒါပေမဲ့ဆရာဟိုအခုဒီလိုမျိုးကြင်ကြာချက်ထွက်လာတဲ့သဘောတူလိုက်ပြီဆိုအဖြစ်ခက်ရက်စဲပြီဆိုပြီးအဲ့ဒီနေ့မှာပဲအခုမန္တလေး PDF ကနောက်ပြီးတော့မိုးကုတ်ဘျူဟာရယ်အခုဆိုရင်ကျွန်တော်တို့မြင်းကြံပေါ့နော်မြင်းကြံ ကလည်းဟိုထုတ်လာတယ်တွန်လိုက်တက်ဖွဲ့တွေကဟိုထဲချုပ်ထားတဲ့ဟာတွေကိုပြန်ပြီးတော့လက်မလွတ်ရေးသူတို့ဟိုပြည်သူလူထုကိုဂရီးပြုတ်တယ်ဆက်ပြီးတော့တိုက်သွားမယ်ပေါ့နော်ကျင်ညာချက်တွေထွက်ထားပါတယ်ဆိုဒီလိုမျိုးအောက်မှာတော့တက်ဖွဲ့တွေကတော့အဲ့လိုမျိုးအနေထားမျိုးရှိတယ်ဒါကတော့ဘယ်လောက်ဖြစ်နိုင်မလဲအဲ့ဒီပေါ်ပေါ်ဆရာအနေနဲ့ဘယ်လိုမြင်လဲဗျဟိုပထမတော့ကျွန်တော်ကတော်တော်စိတ်မကောင်းဘူးဗျဘာဖြစ်လဲဆိုတော့ TNL အကြက်တဲဖြစ်နေတဲ့ခါမှာအရင်အကြက်တဲဖြစ်နေလေ TNL ကမျိုးတွေလည်းပြန်ပေးနေရပြီအဲ့လိုပြန်ပေးနေရပြီအခုမိုးကုတ်ကိုလည်းချစ်တဲ့နေပေါ့ဝိုင်း ပိတ်ဆို့နေပြီဆိုတဲ့အခါလေးမှာ NUG ကအဲ့ဒီမှာတွေကကျွန်တော်တို့ဘာကူညီပေးရမလဲလို့တိုးတိုးတို့မျိုးကြဲကြဲတမျိုးလုပ်ပြီးတော့ဝိုင်းကူတိုက်ပြရအဲ့ဒီကဝိုင်းကူတိုက်ပြရမှာဒီဘောနောင်ချူကြောင်းမဲလေးမှာဝိုင်းကူဝိုင်းကူတိုက်ပြရမှာအဲ့မှာသူတို့ကန်းလန်းတာလဲမကြောက်ကူတိုက်ပြရလို့လည်းမကြောက်အောင်အဲ့ကြတော့မှာကျွန်တော်တို့ရေးလိုက်သေးတယ်ဟောတခိုးပြေးမှထိုးခွင့်ကမှလာထားနေတယ်ဆိုပြီးတော့ဟောဒါကတော့ဘာမှမပါဘူးကျွန်တော်ကမခံနိုင်လို့ပါတိုးတော့လဲအခုလို့မန္တလေး PDF ကဒီလိုထုတ်ပြန်တာဒီနောက်မိုးကူပတ်ကပါထုတ်ပြန်ကြီးညာလာတဲ့အပေါ်မှာ ကျွန်တော်တော်ကြီးနဲ့ပါတယ်အောက်ချီတွေကိုတော့တော်တော်ကြီးနဲ့တယ်ပြည်သူတရက်လုံးကလည်းဝန်တာနေကြတယ်တော်လိုင်းရဲ့ဖွဲ့စည်းတွေကလည်းဝန်တာကြတယ်အဲ့လိုဝန်တာကြတဲ့အထဲမှာအခုမြင်းညာဘုံဘိုက်ခဲတို့လိုတော်လိုင်းအစင်လာကောင်းတဲ့အဖွဲ့တွေကလည်းပြောလာတယ်မောင်ဆောင်ခါလည်းကျွန်တော်တို့အတူရက်တည်ပါမယ်ဆိုတာပြောပြီးအခြားအဖွဲ့တွေကလည်းတော်တော်များများကျွန်တော်သိလာပါလားတော်လိုင်းအဖွဲ့တွေကလည်းဝိုင်းပြောကြပြီပေါ့ဗျာအဲ့ဒါတော့တော်တော်ကြီးနဲ့ဆရာကောင်းတယ်အားရဆရာကောင်းတယ်လည်းတွေ့ပါတယ်ကျွန်တော်ကဒီသဘောတရားကိုအစိုးရတဲ့ကျွန်တော် Facebook မှာစက်တိုက်ရေးနေတာအဲ့တော့ကျွန်တော် interview တွေမှာလည်းစက်တိုက်ပြောနေတာအဲ့ဒါပါလဲဆို အန်ယူထိပ်ပိုင်းကိုထားလိုက်တော့တိတ်ဝင်စားတော့နိုင်လဲမနိုင်တော့ဘူးလို့တို့ကျွန်တော်လည်းထင်တယ်အဲ့တော့အောက်ပိုင်းနေရာတော့ဖောက်ထွက်တော့အရာဒေသကတက်တည်ရှိတယ်အများကြီးပဲနော်အန်ယူလောက်လက်ခံမှုတွေတက်တည်အောင်ဆောင်ကားတို့လို့ပြည်ရလို့ဇေယျလွင်းတို့လေအများကြီးပါဗျာအဲ့တက်တည်ရနောက်တစ်ခါမန္တလေး PDF တို့လို့ပေါ့ဗျာတက်တည်ရနေပြီးတော့ဖောက်ထွက်ပြီးတော့စီးရုပ်ရပါခင်ဗျားတို့အဲ့လိုကိုနီကိုဟန်နဲ့ဖောက်ထွက်ပြီးတော့ကုကန်စစ်ကိုလည်းတိုက်ထိုးစစ်ကိုလည်းဆင်ပြီးတော့မဟာမိတ်နေတဲ့လက်တွဲကြစီးရီးယားဥပမာယူကြ ဆီးရဥပမာဒီလိုပဲ LNG လို့စူပေါင်းတက်ကြီးရှိတာပေါ့ဘူးဒီလိုပဲထူးချွန်တဲ့တက်တရားနဲ့တိုက်သွားပြီးတော့ဆုံးနေဓမ္မဆက်ကိုသိမ်းတာပဲအဲ့အနမူတာကိုယူပြီးတော့ခင်ဗျားတို့လည်းပဲအောက်ခြေတက်တရားစီယုံတာကိုလုံးပါအပေါ်ကိုစောင့်မနေတော့အမိတ်တနာတောင်းနေတော့လို့ကျွန်တော်ဒီလိုကျင်းဖာများစွာပြောပြီးတဲ့ဟာအခုလက်တွေ့ဖြစ်လာတာပဲအဲ့တော့အဲ့ဒါကိုကျွန်တော်ထောက်ပြပြီးတော့ဒီနေ့ပဲဆုံးမတွေစက်တိုက်တင်းနေပါတယ်အဲ့တော့အခုဒီတိုင်းထပ်ပြောလာလို့ထပ်ပြောမယ်ဆိုရင်တို့ကအောင်မြင်စေချင်တယ်ပေါ့တော်တော်ဘယ်တော့အောင်မြင်မလဲဆိုတဲ့အခါကျတော့အခုကျွန်တော်ကြားသိရတဲ့သတင်းတွေက လက်နဲ့ကြီးတွေပါနိုင်တယ်တော့မန္တလေး PDF ပဲလက်နဲ့ကြီးတွေပါနိုင်တယ်ပေါ့ကျန်တဲ့ဟာတွေကတော့လက်နဲ့ကြီးတွေပါဖို့ဆိုတော့ဘုကောပတ်ကောင်ကလက်နဲ့ကြီးတွေမရှိဘူးကျန်တဲ့တွေမှာလည်းမော်ဆောင်ကတော့ပါလိုက်တော့မသိဘူးပေါ့အဲ့လိုပါလာပို့ခုတည်းကတော့ရောက်မလာသေးဘူးသူပြောတယ်လက်နဲ့ကြီးတွေလေတော့ DNA တွေကလည်းပဲသူတို့ကိုပဲလွှဲပါလားစက်က မိုးကုတ်မြို့ကာကွယ်ဖို့တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကို PDF မိုးကုတ်ပြူဟာဖိတ်ခေါ်မန္တလေးတိုင်းကကဘာကျော်ပဒများတွေထွက်ရှိရာမိုးကုတ်မြို့ကာကွယ်ရေးနဲ့တော်လန်ရေးတာဝန်တွေပြန်လည်ထမ်းဆောင်ဖို့တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မိုးကုတ်ပြူဟာကဒီကနေ့အောက်တိုဘာ31ရက်မှာ ပြန်လည်ဖိတ်ခေါ်ချက်ထုတ်ပြန်ပါတယ်တအောင်တက်မတော် TNLA ကမိုးကုတ်နဲ့မိုးမိတ်မျိုးကနေစုတ်ခွာဖို့စစ်ကောင်စီနဲ့သဘောတူညီပြီးအပြစ်ရဲဆဲခဲ့ပြီးနောက် မိုးကုတ်ပြူဟာအပါဝင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကုကဲမှုအောက်ရှိ မန္တလေးဒေသ PDF တပ်ဖွဲ့တွေကထိန်းချုပ်ဆိုးမှုနယ်မြေတွေကိုဆက်လက်ကာကွယ်မယ်လို့အတိပေးမှုတွေစက်တိုက်ပြုလုပ်ခဲ့တယ်လို့တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကလည်းအခုလိုပြန်လည်ဖိတ်ခေါ်ခဲ့တာပါ။ ရဲဘော်တို့သည်နွေဦးတော်လန်ရေးခီးတွင်သွေးချွေးအနစ်နာခံမှုများဖြင့်တော်လန်ရေး၏အင်အားကြီးမားသောအစိပ်ပိုင်းများဖြစ်ခဲ့ကြပါသည်အကြောင်းမျိုးမျိုးကြောင့်မိုးကုတ်ပြူဟာနှင့်ခေတ္တခဏကင်းကွာနေခဲ့ကြသည်ကိုနားလည်စာနာမိပါသည်ရဲဘော်တို့၏အတွေ့အကြုံရဲဘော်တို့၏စွမ်းရည်ရဲဘော်တို့၏တော်လန်ရေးပေါ်ထားရှိသောစေတနာများကိုမိုးကုတ်ပြူဟာအနေဖြင့်အမြဲတမ်းမိုးရှိနေမည်ဖြစ်သည့်အတွက် ဒေါ်လန်ရေးဤခွန်အားတရက်အနေဖြင့်မိုးကုတ်ပြူဟာနှင့်အတူပြန်လဲလက်တွဲတိုက်ပွဲဝင်ကြရန်နှွေးထွေးစွာဖိတ်ခေါ်ပါသည်လို့မိုးကုတ်ပြူဟာ၏ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မိုးကုတ်ပြူဟာအနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့တရားဝင်တပ်ဖွဲ့ဖြစ်တာကြောင့်သက်ဆိုင်ရာစီးမျက်စီကံတွေလိုက်နာဖို့လိုအပ်တယ်လို့လည်းအတည်ပြုပါတယ်။ အကြောင်းမျိုးမျိုးကြောင့်တက်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေဟာအခုထုတ်ပြန်တဲ့နေကစပြီးတပတ်အတွင်းပြန်လည်တာဝန်ထမ်းမဲ့အကြောင်းသတင်းပို့ချိတ်ဆက်ဆောင်ရွက်ရမယ်လို့လဲမိုးကုတ်ပြူဟာကထုတ်ပြန်ပါတယ်။ခီးလိုနေသောရဲဘော်တွေအနေနဲ့လူကိုယ်တိုင်လာရောက်ချိတ်ဆက်နိုင်မဲ့ရက်တက်မှတ်ပြီးတက်မှတ်ရက်တပတ်အတွင်းသတင်းပို့ချိတ်ဆက်လာပါကစီမင်းစည်းကမ်းများအတိုင်းစစ်စစ်ဆုံးဖြတ်ပြီးတက်ညာထောက်ထားမှုမူဝါဒနဲ့အညီပြန်လည်ဝင်ရောက်လာတဲ့ရဲဘော်ရဲ့နောက်နောက်နဲ့ဆန္ဒပြင်းပြမှုကိုအလေးထားစူးစမ်းပေးမယ်လို့လဲဖော်ပြထားပါတယ်။ တမတ်ရဲ့ကြုံလုံးနဲ့အထိဆက်သွယ်ချိတ်ဆက်လာခြင်းမရှိတဲ့ရဲဘော်တွေဟာတရားဝင်တပ်ပြေးဖြစ်ကြီးညာခြင်းခံရပြီး MOD မှထုတ်ပြန်ထားတဲ့စစ်ဖက်ဆိုင်ရာတပ်ပြေးမှုဥပဒေအရပြစ်ဒဏ်ခံယူရမယ်လို့လည်းထုတ်ပြန်ခဲ့ပါတယ်။မိုးကုတ်ပြူဟာကဲ့သို့မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကလည်းတပ်ဖွဲ့နဲ့ကင်းကွာသူတွေပြန်လာဖို့မနေ့ကကြီးညာချက်ထုတ်ပြန်ထားပါတယ်။ အကြောင်းမျိုးမျိုးကြောင့်တော်လန်ရေးရဲဘော်ပါသူများကအနားယူထားကြတဲ့တော်လန်ရေးရဲဘော်ဟောင်းတွေအနေနဲ့လက်ရှိမိုးကုတ်မြို့နယ်ရဲ့စီရေးအခြေအနေအရစစ်ကောင်စီကိုပြန်လည်ခုခံတိုက်ခိုက်တွန်းလှန်ဖို့ပူးပေါင်းပါဝင်ရန်ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။မိုးကုတ်မြို့ရဲ့စီရေးအကျက်တဲနဲ့ကြုံတွေ့နေရတဲ့အချိန်မှာအတူတူလက်တွဲပြီးရုန်းကန်ကြနိုင်မှုတိုက်တွန်းပေးရစေကာလအပိုင်းခြားတစ်ခုအနေနဲ့စစ်ကော်မရှင်ကိုပြန်လည်ပြီးတွန်းလှန်တိုက်ထုတ်ကြမယ်တတ်မှတ်ထားတဲ့အတိုင်းအတာတစ်ခုရောက်ခဲ့ရင်ညီကိုတို့ဖြစ်ချင်တဲ့ဆန်း ဒရေတိုင်းအနားယူခြင်းအနားယူလို့ရမယ်ဆက်လက်တာဝန်ထမ်းဆောင်ခြင်းရင်ထမ်းဆောင်ခွင့်ရပါမယ်လို့လည်းမိုးကုတ်ပကဖာရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်မိုးကုတ်မြို့သားတွေဖြစ်တဲ့အတွက်မိုးကုတ်မြို့အပေါ်တန်ရောစင်ကြီးပြီးမြို့အတွက်တကယ်ပဲဆွလွအနစ်နာခံလို့တဲ့ညီကိုရဲဘော်တွေကိုလိုအပ်နေပြီးခွေးတိုးပေါက်ကတိုးဝင်လာတဲ့စစ်ကော်မရှင်ကိုမောင်းထုတ်ကြပါစို့လို့လည်းတိုက်တွန်းထားပါတယ်ဟုတ်ချီတက်တယ်အစီယုံတာဟုတ်လို့ပါအပေါ်စောင့်နေတယ်တော့အမိတ်ဒနာတောင်းနေတယ်တော့လို့ကျွန်တော်ဒီလို ကျင်းဖန်များစွာပြောပြီးတဲ့ဟာအခုလက်တွေ့ဖြစ်လာတာအဲ့တော့အဲ့ဒါကိုကျွန်တော်ထောက်ပြပြီးတော့ဒီနေ့ပဲဆုံးမတွေစက်တိုက်တင်နေပါတယ်အဲ့တော့အခုဒီတိုင်းထပ်ပြောလာဦးလဲထပ်ပြောမယ်ဆိုရင်တို့ကအောင်မြင်စေချင်တယ်ပေါ့တော်တော်ဘယ်တော့အောင်မြင်မလဲဆိုတဲ့ခါကျတော့အခုကျွန်တော်ကြားသိရတဲ့သတင်းတွေကလက်နက်ကြီးတွေပါနိုင်တယ်တော့မန္တလေး PDF ပဲလက်နက်ကြီးတွေပါနိုင်တယ်ပေါ့ကျန်တဲ့ဟာတွေကတော့လက်နက်ကြီးတွေပါဖို့ဆိုတော့ဘုကုပကောင်ကလက်နက်ကြီးတွေမရှိဘူးကျန်တဲ့တွေမှာလည်းမော်ဆောင်ကတော့ပါလိုက်တော့မသိဘူးပေါ့အဲ့လိုပါလာပို့ခုထီကတော့ရောက်မလာသေးဘူးသူပြောတယ်လက်နက်ကြီးတွေတော့ DNA တွေကလည်းပဲ သူတို့ကိုပဲလွှဲမှာလားစက္ကစားကိုပဲစောင့်ပြီးတော့လွှဲမှာလားအတီးအလင်းနဲ့သူတို့ဒီကမန်လေး PDF လို့မန်လေးဘက်ကပါတို့လို့အဲ့လိုတက်နေနေရောဘလို့ရှင်းရမှာလဲတော်တော်ဘာဖြစ်ဒေါ်လာရင်းအဖွဲ့တွေအားလုံးနဲ့ပြည်သူတရားလုံးကတော့မန်လေး PDF နဲ့မောကုတ်ဘက်ကပါအကြီးအကျယ်ချက်တွေပေါ်မှာ2000အားရှိတယ်လို့ကျွန်တော်ဒီလိုတော့လည်းတွေ့တွေ့ရပါတယ်တော်တော်ဘလို့တော့အောင်မြင်နိုင်မလဲဆိုတဲ့ပေါ်မှာတော့ဒါစည်ရင်းနိုင်ငံရေးရတော့ဒါထပ်ပြောရမယ်အစ်စာတွေဖြစ်ပါတယ် ဒီနေရာမှာဆရာအခုဒီမန္တလေး PDF တို့မိုးကုတ်ပတ်ကပ်ဖောက်ကုဆိုတာက UNG MOD ရဲ့အောက်မှာပဲရှိတာလေဒါက UNG ရဲ့ဟို viewer အတိုင်းသူတို့ရဲ့အစီအစီမှန်တိုင်းတွားနေလို့ပြောလို့မရဘူးလားဘလို့ပဲဖြစ်ဖြစ် UNG ကတော့လောလောဆယ်ကြီးညာချက်မထွက်ဘူးဆိုတာတစုံတရာအကြောင်းရှိမယ်ဟိုလှုပ်ရှားနေရရှိလို့ဟိုလုံခြုံရေးအတွက်ဖြစ်ကောင်းလည်းဖြစ်နိုင်တယ်လေဆိုတော့ UNG အောက်မှာရှိနေတဲ့အဖွဲ့တွေလှုပ်ရှားမှုက UNG ရဲ့လှုပ်ရှားမှုလို့ပဲပြောလို့မရနိုင်ဘူးလားတခြားအဖွဲ့တွေပါလာဖို့ကြတဲ့အခါကျတော့ UNG က အဲ့လိုဝင်ရောက်ဆော့ဖက်လို့ရှိရင်တော့ပြတ်ပါပဲလေ။ဟောမောင်ဆောင်ဟာတို့ပါလာမယ်။ဘုံမိုက်ခဲတို့ပါလာမယ်။တခြားအဖွဲ့တွေပါလာတဲ့အခါမှာမင်းတို့လားမရှုံနဲ့။ငါတို့တိုက်မယ်တိုက်ပွဲပဲလို့အဲ့လိုအပေါ်စီးနဲ့ငါအောက်ဝင်ကြဆိုရင်တော့ပြတ်ပါပဲ။အဲ့ဒါဆိုတော့ပြတ်ပါ။အဲ့တော့ကောင်းပြီ။မန္တလေး PDF ကဘာလို့ဝင်ရမှာလဲဆိုတော့အဲ့မန္တလေး PDF ခေါင်းဆောင်စိုးတရားဆိုမကိုသိမ်းတော့သူကရင်ပါတယ်။သူကရင်ဝင်သိမ်းတာမြို့လူထွက်တစ်ခဲနဲ့ကြိုးစိုးကြတယ်။အဲ့တော့ NG ထိုက်ပိုင်းကကြီးနဲ့ကြီးနဲ့ကြိုက်ကြိုက်မကြိုက်ကြိုက်အဲ့ကောင်ကမန္တလေး PDF ကိုတိုက်ပါမယ်တိုက်ပါမယ်အဲ ဒီ NUG ကိုထိပ်ပိုင်းမှုအသိပဲပေးတာသူတို့ကသူတို့ PDF တွေတိုက်ကြတာပဲဝင်တိုက်ကြတာပဲအသိခံကြတာပဲနော်ချုံလွတ်ကြတာပဲသူတို့အသိပဲပေးတာလေဒီ NUG နဲ့ TLN တွေနဲ့ MND တွေနဲ့ဟလာ AA တွေနဲ့ဆွေးနွေးတိုင်မြင်သဘောတူချက်နဲ့တက်တွေထွက်တာမဟုတ်ဘူးအဲ့ဒါလုံးဝမဟုတ်ဘူးအဲ့ဒါဝင်းကြွားတာလုံးဝမဟုတ်ပါဘူးအဲ့ဒါကျွန်တော်ထပ်ထပ်လေးလေးပြောပါတယ်တောင်ဒီကိစ္စမှာလည်းပဲသူတို့လုံနေတာတွေကိုကိုယ့်အကူလုံပြီးအထက်ကိုတင်ပြတော့တက်ကလည်းပဲအကန့်ကွက်လို့လည်းမကောင်းဘူးကိုယ်ကလည်းကုန်ပဲနောက်တစ်ခုကဒါလည်းပဲ သဘောမတူတဲ့နေရာမှာရှိဘူးဆိုပြီးတော့ဒီလိုလည်းပဲလူလည်းတစ်ဖက်ကလည်းမှတ်ယူနိုင်ပါတယ်နော်โอเคအဲ့တော့ဆရာအနေနဲ့အရင်တော့ဝေဖန်သုံးသပ်မှုတွေမှာတွေ့ရတာ UNG အနေနဲ့စစ်နိုင်တိုက်ရေးပေါ့အဲ့အတွက်ဟိုနီးနာပေါင်းစုံသုံးဖို့အားလုံးစုဖွဲ့ဖို့ဒါအကြံပြုခဲ့တာရှိတယ်ဆိုတော့အခုကညီနောက်သုံးဖွဲ့မှာအခုကနှစ်ဖွဲ့ကဘာပဲပြောပြောရက်သွားတဲ့အနေထားဖြစ်တော့မှာဘူးဆိုတော့ဒီဥစ္စာကဟိုຫນွေဥတော်လန်ရေးကိုခုနဆရာဖြစ်စေချင်တာတွေကိုပို့ပြီးတော့အားရော့သွားစေမလားအဲ့ဘော်ဆရာဘယ်လိုမျိုးမြင်လဲ Time and day wait for no man ဆို အချိန်နဲ့တည်ရည်လူကိုမဆောင်ဆိုဒုက္ခတွေကအရင်နောက်ကြတယ်ဗျာကိုယ်ဝင်းနေတာလေအဲ့ဒါလေးကြောင့်မလို့အချိန်ကြီးအများကြီးကုန်သွားတယ်ဒါကြောင့်မလို့တကယ်လက်တွဲပြီးတော့မဟာမိတ်တွေတက်ရမယ်နေရမှာလို့မဟာမိတ်တွေကလက်တွဲတွေကတော့မသိမသာပြုတ်ကုန်တာပေါ့နော်တေးရဝင်ချင်းကမပြုတ်တော့လေအဲ့လိုပြုတ်ပြီးတကယ်လို့ဟလာရန်သူကလည်းပဲစက္ကဆာလည်းရန်သူကလည်းစူးစမ်းတယ်တရုတ်ကလည်းသူ့ policy အောက်မှာသူ့လူတွေကိုပေါ့ဗျသူ့ဩစာရှိတဲ့လူတွေကိုကျွန်တော်တို့လက်တွဲမှာမလိုလားဘူးအဲ့မှာအချိန်ကြီးကုန်ကုန်တာအချိန်ကြီးအများကြီးကုန်ကုန်တာသို့တော်လည်းပဲ ကျွန်တော်အားရှိတာတော့ဗာကျွန်တော်လည်းအမြင်အားပြတာအပေါ်ပိုင်းရဲ့အမိန့်တွေကိုနားထောင်နေတဲ့တော့အပေါ်ပိုင်းကဟာစောင့်နေနေအောက်ခြေတွေကပဲခင်ဗျားပူပေါင်းပြီးတော့လောက်ကြတော့စီးရီးယားဥမာထားပြီးတော့ဆိုတော့အောက်ခြေတွေကတော့ဥပပေါင်းပြီးတိုက်တာကြာပြီဗျခိုးစားတော့ဒီ NUG အောက်ပိုင်းအဖွဲ့အစည်းတွေကထဲထဲဝင်ပါလာပြီးတော့ချတ်တော်လိုက်အဖွဲ့အစည်းတွေကပူပေါင်းတာပြည်သူတွေကပူပေါင်းတာတော့ဒါလက်တွေအကြဆုံးနဲ့အထီရောက်ဆုံးအလုပ်ပဲလို့ဆိုတော့လက်တွေတွေ့လို့ကျွန်တော်ကတော့တော်တော်ကျဉ်းနှံ့မိပါတယ်အဲ့ဒါ အဲ့တော့ TNL လို့အခုလိုမျိုးဆက်နှမျိုးသိမ်းလာတဲ့ဒီအင်အားစုကြီးတပ်ဖွဲ့ကြီးပေါ့နော်ဒီတိုင်းရင်းသား EAW ကြီးရတာပေါ့အခုစစ်ကော်မရှင်နဲ့စစ်ဆက်ပြီးအပြစ်ရက်လိုက်တဲ့အနေအထားမျိုးလေအခက်ခဲတော်တော်ကြီးလို့ဖြစ်မှာပေါ့ဒီလိုတော့မှဖြစ်တဲ့အနေအထားအခု UNG အောက်ကလို့ပဲဆိုဆို PDF တွေနော်အဖွဲ့အစည်းတွေနဲ့ဟောဟိုသူတို့ရဲ့စုဖွဲ့မှုဟာရော TNL တော်မှအခက်ခဲရှိတယ်ဆိုတော့ဒီ PDF တွေနဲ့ရောဘယ်လောက်ထိရင်ဆိုင်နိုင်မလို့ဆရာမြင်လဲအခက်ခဲကြီးနိုင်လားအဲ့ဒါကတော့ကျွန်တော်တို့ဖြစ်စေဖြစ်တင်တဲ့ဟာကို တကယ်ဖြစ်အောင်လက်တွေတိုက်ပွဲကြီးနဲ့စမ်းသပ်တာပဲဒီတနည်းအားဖြင့် NUG ကိုလည်းစမ်းသပ်တာပဲ NUG ကဒီတစ်ခါအကြီးကျယ်ဆုံးစမ်းသပ်ခံရမှာပဲဒီ तू ကအပေါ်ကဘာမှမပြောဘူးလို့ तू အောက်ကတက်တရားတပ်ပေါင်းစုကြီးနဲ့တိုက်ကြပြီလေနိုင်နာရှုံးနေဆိုတာကတခါနာလေနိုင်ရင် तू ကငါလှုပ်တာငါလှုပ်တာဆိုပြီးတော့လက်မထောင်းပါဘူးဗျာရှုံးရင်တော့နေလှုပ်တာနေလှုပ်တာလို့ပြောကောင်းပြောနိုင်တာပေါ့နော်သို့တော့ तू မလိုလားတဲ့တပ်ပေါင်းစုစနစ်တရားတော့အောက်မှာဖြစ်နေပြီ तू ကိုလည်းစမ်းသပ်နေတယ်လို့ဒီတိုက်ပွဲကြီးကလည်းပဲ သူ့ကိုထားခဲ့ပြီးတော့အပြည့်သူ့ຫນွေဥတော်လိုင်းကြီးရအရှိန်ဟုန်နဲ့သွားမယ်ခါကြီးကလည်းအစပြိုးပြီးအောင်ပွဲတွေကိုရှိဘူးသွားနေပြီးဒါအထင်ရှားတွေ့ရတယ်ပေါ့ဗျာလက်တွေ့တိုက်ပွဲတွေနေနော်တွေ့ရတော့မယ်လို့ဆိုကျွန်တော်တို့တွေ့ပါတယ်ဟုတ်ကဲ့ဆရာတုံးသက်ချက်ကတော့အခု TNL နဲ့စစ်ကော်မရှင်စစ်ဆက်အပြည့်ရလိုက်တဲ့အပေါ်မှာဒီຫນွေဥတော်လိုင်းအင်အားစုတွေကပြန်စုဖွဲ့ပြီးတော့ပို့ပြီးတော့တိုက်ပွဲတွေဟိုပြင်းလာနိုင်တယ်ပို့ပြီးတော့စုဖွဲ့မှုတွေရှိလာနိုင်တယ်ဆရာမျှော်လင့်ထားပါဘောနော်ဖြစ်ဖြစ်တော့မယ်လို့ဆရာယုံကြည်တယ်ဆိုတော့ဒီအနေအထားအပေါ်မှာ NUG နေနဲ့ဟောဘယ်ခန့်ကဏ္ဍနေပါဝင်တဲ့နဲ့တည်းလဲဘာကြီးကြံပေးတင်လဲဆရာနေနဲ့ NUG တော့ဒီမှာစိတ်ပါလက်ပါစိတ်ရောကိုယ်ပါဝင်ရောက်ပြီးတော့အားပေးတင်တာပေါ့ဗျာဟုတ်လားနိုင်ရင်ငါလောက်တာရှုပ်ရင်နေလို့လောက်တာဆိုပြီးသဘောထားမျိုးထားမယ်ဆိုရင်တော့သူတွေတော်လိုင်းကနေဖေးရောက်သွားမယ်ပြည်သူတွေလည်းနစ်နာမယ်ဒီစစ်အာဏာရှင်တိုက်တဲ့ဘူးဒေါ်လိုင်းရှုပ်နေသွားရင် နောက်တစ်ခါပြန်ပြီးတော့ဒီလိုစုဖွဲ့တိုက်ဖို့ဆိုတာမလွယ်တော့ဘူးဒါကြောင့်လို့ဒီတိုက်ပွဲကိုတော့အနိုင်တိုက်မှာဖြစ်နေမယ်နိုင်လဲနိုင်မယ်လို့ကျွန်တော်ယူတယ်နိုင်အောင်လဲ NUG ကကိုရောစိတ်ပါ သူကပတ်စံလည်းရှိတယ်လူအင်ကသူ့ထောက်ခံနေလို့ကြလည်းအများကြီးပဲနေအဲ့တော့ तू ကဖျက်လို့ရတော့ရတယ်ကျွန်တော်တခါလည်းပြောဦးပါဆိုတော့အောင်မြင်အောင်တိုက်ဖို့ကြတော့သူ့မှာဘလောက်အရေးချင်းရှိလဲသူ့ကိုလည်းစမ်းသပ်ထားပဲလေသူ့ကလူတွေကတော့တိုက်ပါပဲအဲ့ဒါသိကြသွားပြီဟုတ်ကဲ့အဲ့တော့မဝေးတော့တဲ့ဒီအခင်းချင်းမှာအခုအပြောင်းလဲကြောင်းဘလို့ပုံစံဆရာဖြစ်လာမယ်လို့မျှော်လင့်တာလဲနောက်ဆုံးအနေနဲ့သုံးသပ်ပေးပါဆရာကျွန်တော်ကတော့အကောင်းမြင်ပါတယ်ကို NUG ရဲ့အောက်ခြေအဖွဲ့အစည်းတွေအလဲလက်အဖွဲ့အစည်းတွေပါလာတာဟာကျွန်တော်ຫນွေဥဒေါ်လာရေးမှာအမနာအားရှိစရာကောင်းပြီးတော့ စစ်အာဏာရှင်ဖြုတ်ချတဲ့နေရာမှာခိရိရောက်ဖြစ်တဲ့လုပ်ရလို့ကျွန်တော်ဒီလိုပြန်ပါတယ်ဟုတ်ကဲ့ဆရာဦးချင်းပဲကျေးဇူးတင်ပါတယ်အခု TNL နဲ့စစ်ကော်မရှင်အပြည့်ရက်လိုက်တဲ့ပုံမှန်ဟိုဒီຫນွေဦးတော်လိုင်းရဲ့အခန်းကဏ္ဍပေါ့နော်ဘလို့ပုံစံစုဖွဲ့ပြောင်းလဲလာနိုင်ခြေကိုဆရာအနေနဲ့သုံးသပ်ပေးတဲ့အတွက်ကျေးဇူးပါဆရာဟုတ်ပါပြီ